ရှမ်းပြည်နယ်ရှေးပိုင်းမိုင်းအောင်မြို့နယ်ပြန်ကြားရေးနယ်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခမ်းမ၌ယနေ့နနေ့ပိုင်းကလူခုန်ကူးမှုအန္တရာယ်ဆိုင်ရာသိပညာပေးတော့ရှိုးကိုကျင်းပပြုလုပ်ရာလူမှုအထောက်အစီးဌာနမြို့နယ်ဦးစီးမှုဦးအောင်မြို့ထွန်းကယခုလိုဆွေးနွေးခဲ့ပါတယ်ခင်ဗျာမင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီကနေ့ကျွန်တော်ပြန်ကြားရေးနယ်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့လူမှုအထောက်အစီးဌာနတို့ပူးပေါင်းပြီးတော့ လူကုကုမှုအတဲ့ဆရာတိပညာပေးတော့ဆိုကျမပြလို့တော့မှာဖြစ်ပါလေဟုတ်ကဲ့ပါဆရာနေနဲ့လူကုကုမှုတပတ်ကိုခေါင်းပုံဖတ်မှုအဆုံးသတ်ဆိုဆိုတဲ့အကြောင်းကိုဆွေးနွေးပြပါဦးခင်ဗျဟုတ်ကဲ့ပါခင်ဗျလူကုကုမှုကခေတ်သေးကျွမ်ပြပုံစံဖြစ်ပြီးတော့ကမ္ဘာလုံးဆိုင်ရာပြဿနာတရအနေနဲ့ကမ္ဘာနိုင်ငံတည်တည်ကိုစိန်ခေါ်လျက်ရှိနေပါတယ်တရားမဝင်မှုရေးဆေးဝါးရောင်းဝယ်မှုပြီးလေလူကုကုမှုဟာဒုတိယမြောက်အမြတ်အစွန်ကြီးမှစွာရရှိနိုင်တဲ့အရေးအမြစ်ဖြစ်သည့်အလျောက် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအဖြစ်ပြည်ပနိုင်ငံများသို့ဥတည်၍အုပ်စုဖွဲ့ပြစ်မှုကျူးလွန်နေကြပါတယ်ခင်ဗျာလူုံကူးသူများဟာလူသုံးများတဲ့အင်တာနက်လူမှုကွန်ရက်များဖြစ်တဲ့ Facebook, TikTok, Instagram, WeChat စသည်တို့မှတဆင့်မလုံပေးဆွဲဆောင်စည်းရုံးလာကြရာနေပညာအသုံးပြု၍လူစုစားမှုများပေါ်ပေါ်ထင်ထင်လှုံ့ဆော်နေကြသည်ကိုတွေ့ရှိရပါတယ်ခင်ဗျာလူကုန်ကူးမှုပြဿနာအားလည်းဆင်းရဲမွေးတေမှုပညာရေးနှိမ်ချမှုဘ ഹു ဒုဒ္ဒနေပါမှုတို့ကြောင့်တားကောင်ပေါ်အားကြောက်ရောက်ခဲ့ရတဲ့အခြေအနေတို့ကိုကြော်လွန်က ပညာတတ်ပွဲရာများပင်ပါဝင်လာကြခြင်းဖြစ်သည်ဟုလည်းသိရပါရခင်ဗျာ။အွန်လိုင်းမှာလိမ်လည်ဖြားရောင်မှုများနဲ့ပတ်သက်ပြီးပြည်သူလူထုသိရှိနိုင်ရန်အသည့်ပညာပေးမှုများကိုသက်ဆိုင်ရာကတိုးမြှင့်ဆောင်ရွက်လျက်ရှိရာအလေးထားခရီးပြုကြရန်လိုအပ်ပါရခင်ဗျာ။မိမိတို့နိုင်ငံဟာကမ္ဘာပေါ်မှာလူကုန်ကူးမှုဖြစ်ပွားမှုများပြားတဲ့ဒေသဖြစ်သတ်မှတ်ခံရတဲ့မဲခေါင်၆နိုင်ငံမှာပါဝင်နေပါရခင်ဗျာ။မဲခေါင်ဒေသတွင် ဖြစ်ပွားတဲ့လူကုန်ကူးမှုတွေမှာလိမ်မှုဆိုင်ရာကောင်းမှုဖြတ်ရှင်လောအားကောင်းမှုဖြတ်ရှင်ကျွေးမီးဖြင့်နှောင်ဖွဲ့စေခိုင်းခြင်းပြည်ထစာပြုစေခြင်း အထမထိမ်းများခြင်းခန္ဓာကိုယ်အစိပ်ပိုင်းရောင်းဝယ်ခြင်းအထမကိုဝန်ဆောင်စေခြင်းကျွန့်ကဲ့သို့ခိုင်းစေခြင်းကလေးများကိုလူကုန်ကူးခြင်းအထမမွေးစားခြင်းငါးဖန်လုပ်ငန်းများတွင်အထမစိတ်ခိုင်းခြင်းအဒမတောင်ရက်စေခြင်းတို့ဖြစ်ကြပါတယ်မြန်မာနိုင်ငံဟာ1998ခုနှစ်ကပင်လူကုန်ကူးမှုတာစီကာကွယ်လုပ်ငန်းကိုအမျိုးသားရေးတာဝန်တရအဖြစ်သတ်မှတ်ကလူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကိုတဆင့်ပြီးတဆင့်ဆောင်ရွက်လျက်ရှိပါတယ်ခင်ဗျာ လက်ရှိကာလမှာမြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာစတုတ္ထငါးနှစ်စီမံကိန်း2022မှ2026ပါနှစ်အလိုက်လုပ်ငန်းစီမံချက်တွေကိုအောင်မြင်အောင်အကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိပါတယ်လူကုန်ကူးမှုဟာလူရှင်းရှင်းကောင်းမွန်ဖြတ်အမြတ်ထုတ်တဲ့လူမဆန်တဲ့ရာဇဝမှုဖြစ်ပါတယ်ခင်ဗျာမြန်မာလူဖွဲ့စည်းအတွင်းလူကုန်ကူးမှုများကင်းရှင်းသည့်အထိတိုက်ဖျက်ကြရမှာလူလူချင်းနှိမျိုးစုံပြေကောင်းမွန်ဖြတ်မှုတွေကိုအဆုံးသတ်ဖယ်ရှားရှင်းလင်းကြရပါမည်အကြောင်းဆွေးနွေးလိုက်ရပါတယ်ခင်ဗျာကျွန်တော်စောင့်ဆော်လင်းဖြစ်ပါတယ်